Hello everyone. My name is Jamiao. I am from KBGC Genius Kids with a Dakan Bass. This is my mother. ကျမနာမည်ကတော့ဒေါ်မြူလေးပါရှင့်။တမီအေးချင်းမြောင်လေးရဲ့မမီပါရှင့်။အထက်ကကတော့ကျမအကိုနဲ့အမပေါ့နော်။ အာအကိုနဲ့အမကဒီကျောင်းလေးကိုညှို့ပေးတယ်အကိုတငယ်ချင်းရဲ့ဒါနဲ့သမီးရလေးဒီကျောင်းမှာရှိတယ်ပေါ့နော်ရှိရခါကျတော့သူတို့ရဲ့ result လေးတွေကကောင်းတယ်ရှင်ခလေးရတဲ့တော်ကြရဲ့ပေါ့နော်အားကြောင့်ရွေးချယ်ပြထားပါရှင်အာကျမကသမီးလေးအဓိကစိတ်ပျော်ဖို့ရဲ့နောက်ပြီးတော့လုံခြုံတဲ့အတိုင်းဝိုင်းလေးဖြစ်ဖို့ရဲ့အဲ့ဒါကိုအဓိကထားပြီးတော့ကျမရွေးချယ်ပြပါရဲ့ရှင်ရှိပါရဲ့ရှင်တော်တော်များများကြိုက်ညင်မှုရှိပါတယ်ဟုတ်ကဲ့ရှင်တိုးတက်လာလို့ထင်ပါတယ်ရှင်သူရဲ့ တီးတင့်တဲ့အသိပညာလေးသူအသက်အရွယ်နဲ့တီးတင့်တဲ့ပညာလေးအကောင်လုံးသူသိလာရဲ့လို့ကျွန်မထင်ပါရဲ့ရှင်ဘယ်လိုပဲမမှုရရှိလဲဆိုတော့ကျွန်မတို့ကို၃လတစ်ခါမီတင်ခေါ်ရဲပေါ့နော်အဲ့လိုမီတင်ခေါ်တဲ့အခါမှာခလေးရဲ့ဟိုအားသာချက်တတိလေးရအစအားနဲ့ချက်တတိလေးရအဆုံးကျွန်မတို့ကိုပေးပြီးတော့အသိပေးတယ်ပေါ့နော်အာနောက်ပြီးတော့ပြုပြင်သင့်တဲ့အပိုင်းလေးတွေမိဘဘက်ကပြန်ပန့်ဖို့ရမယ့်အပိုင်းလေးတွေကိုအကုန်လုံးပြောပြပေးပါရစေ။အဘာကြောင့်အဲ့လိုထင်တာလဲဆိုတော့ကျွန်မ ကျောင်းနဲ့မိဘနဲ့ကြားထဲမှာရင်းနှီးတဲ့ဆက်ဆံရှိရလို့ထင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ကျောင်းပို့နောက်ကျောင်းပို့တဲ့ချိန်နောက်ကြတာပဲဖြစ်ဖြစ်ကျောင်းကျိုတဲ့ချိန်နောက်ကြတာပဲဖြစ်ပေါ့နော်။ကျောင်းဘက်ကအမြဲတမ်းဆက်သွယ်ပေးပါတယ်။ကျောင်းဘက်မှာရှိနေတဲ့တာဝန်ရှိတဲ့သူတွေနဲ့လည်းကျွန်တော်တို့ရင်းနှီးပါရဲ့ရှင်။အာဖယ်ရှိပါရဲ့ကျောင်းဖယ်ရှိပါရဲ့ရှင်။တဘောအကြမီလုံးအချက်ကတော့စစ်စစ်လုံးလုံးဆောင်ရွက်တဲ့အချက်ရဲ့နှွေးထွေးတာရဲ့ပေါ့ရှင်။အဲ့ဒီနှစ်ချက်ကိုတော့ကျွန်မတော်တော်သဘောကျပါရဲ့ရှင်။ထင်မိပါရဲ့ရှင်။ဘာကြောင့်ထင်မိတာလဲဆိုတော့ကျွန်မတို့ ဟိုအိမ်မှာကျတော့ကျမနဲ့ကျမသမီးလေးနဲ့ကအညာဘက်လောက်ပဲတွေ့တာရှိတယ်ပေါ့နော်အဲ့ခါကျတော့ကလေးရဲ့အာသာချက်တွေကလေးရဲ့အားနည်းချက်တွေကိုတချို့အချက်တွေတော့သတိထားမိရဲ့တချို့အချက်တွေကျတော့ကျွန်မသတိမထားမိဘူးပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့သုံးလတစ်ချိန် meeting မှာအဲ့အာသာချက်တသေးလေးရအစအားနည်းချက်တသေးလေးရအစကျွန်မတို့ပြန်သိရတဲ့အတွက်အဲစိတ်ထားရလို့ရပါတယ်လို့ထင်ပါတယ်ရှင်အဲဘယ်လောက်ထိမျှော်မှန်းထားလဲဆိုတော့ကျွန်မတို့ကတော့အကောင်းဆုံးပံ့ပိုးပေးမယ်ပေါ့နော်သမီးလေးကိုလည်း အကောင်းဆုံးစူးစမ်းမယ်လို့မျှော်လင့်မျှော်မှန်ထားပါရယ်ဒါပေမဲ့သမီးလေးစူးစမ်းသလောက်တော့အဲကျွန်မကလက်ခံဖို့လဲပြင်ဆင်ထားပါရယ်ရှင်အကောင်းဆုံးစူးစမ်းပေးပါလို့ပြောချင်ပါရယ်ရှင်ဟုတ်ကဲ့အဲအရန်လဲနှွေးထွေးတယ်နောက်ပြီးတဲ့ခါကျတော့အရန်လဲစီးလုံးနေလို့ထင်တယ်နောက်ပြီးတဲ့ခါကျတော့စီကဲလဲကျွန်မအရန်သဘောကျပါတယ်အဲ့ဒါကြောင့်မလို့ဒီကြောင်းလေးကိုရွေးချယ်တင်တယ်လို့ထင်ပါရယ်ရှင်